အားလုံးပဲမင်္ဂလာပါလေကွာမန်ဗလော့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ review လုပ်ပေးမယ့်အရက်ကတော့ ILA Mix ပဲဖြစ်ပါတယ် ILA Mix လို့လည်းခေါ်တယ်ပေါ့နော်တချို့ကြောက်လည်း ILA MISC ဆိုလည်းခေါ်တယ်တချို့အဲအရက်ဒီအရက် blend တွေရောင်းနေဆိုင်နေရလေကျွန်တော်ဒီ ILA Mix ကိုကျွန်တော် review မလုပ်ခင်ပေါ့နော်ကျွန်တော်ဒီဟာကိုပထမအစမ်းတောက်ကြည့်မယ်ဆိုပြီးဝယ်ကြည့်လိုက်ဝယ်ပြီးတော့ကျွန်တော်တို့စမ်းပြီးတောက်ကြည့်လိုက်တဲ့အချိန်လဲကြာကြောက်ဒီသူ့ရဲ့ရတဲ့ အနံ့ရယ်သူ့ရဲ့ရတဲ့ဒီဘယ်လိုခေါ်မလဲအရသာရယ်ဆင်ငယ်မော့နီးပါးလောက်ကိုကောင်းတယ်အဲ့တော့ကျွန်တော်တို့ကလုံးဝမတင်တာဖြစ်တယ်ပေါ့နော်သူက smoky အနံ့ရယ်သူကဒီကျွန်တော်တို့ဒီ pitted mod ရဲ့အနံ့ပုံစံဆန်ဆန်မို့နော်အဲ့ဒါရတော့ကျွန်တော်အဲ့ဒါလည်းမတင်တာတော့ကျွန်တော်ဒီ how light ရှာကြည့်ရတော့ blended mode လာပေါ့နော်တခါကျရင်တချို့ဟာကြာ blended mode တချို့ blended mode တွေတော့သူ့လောက်ဘယ်လိုခေါ်မလဲဒီအနံ့နေပါတယ်ရလေ pitted အနံ့ကအဲ့လောက်ထိတိတ်ဟို strong မဖြစ်ဘူးသူကလုံးဝ strong ဖြစ်နေတော့ကျွန်တော် ဒဗလင်းဝယ်တောက်ကြည့်တယ်အဲတောက်ပြီးတော့အဲ့လိုတငယ်ချင်းတွေနဲ့တောက်ပြီးတော့သူတို့ကလည်းမေးကြည့်သူတို့ကလည်းဒါ blended malt တဲ့အရသာနဲ့တော်တော်ဆင်နေတယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့ဒီထဲမှာသူက blended malt လို့လုံးဝမရေးထားအောင် scotch blended scotch whisky ပဲသူကရေးထားတယ်အဲ့တော့အဲဒီမှာပြီးတော့နောက်ထပ်ပြဿနာတစ်ခုကလည်းအဲ့ sign sign မှာကျွန်တော်တို့တော်တော်ဝယ်စပြီးဝယ်တဲ့အချိန်မှာသူက9000ကျော်လောက်နဲ့သူကစရအောင်ကြောင်းပြီးတော့ကျွန်တော်တို့ကြိုက်လို့နောက်တစ်ခေါက်သွားဝယ်တဲ့အချိန်ကျတော့9000လောက်ဖြစ်သွားတာအဲ့တော့ ဒါတခုခုမှားနေတယ်ဆိုပြီးတော့ကျွန်တော်တို့မဝယ်ပြစ်တော့ဝယ်နဲ့နောက်ဆိုင်နေမှာလိုက်ရှာကြည့်တော့အဲ9000ကျော်6000လောက်နဲ့ရတဲ့ဆိုင်တွေရှိတယ်ပေါ့နော်အဲ့တော့အာဒီ ILA miss ကကျွန်တော်ပထမဒီပလင်းပုံစံရောဒီဒီသူ့ရဲ့ဒီဒစိပုံစံတွေပါကြည့်လိုက်တော့တိတ်ဟိုဘယ်လိုခေါ်မလဲတာမန်ဝီစကီ blended whiskey တလုံးပုံစံမျိုးလို့ပဲကျွန်တော်ထင်တာပေါ့နော်အဲ့နဲ့ကျွန်တော်ဒီဟာကိုစမ်းတောက်ကြည့်တယ်စမ်းတောက်ကြည့်ပြီးတော့မှကျွန်တော်သူ့ရဲ့အကြောင်းလေ့လာကြည့်လိုက်တဲ့အချိန်ကြတော့ သူ့ရဲ့ website ထဲမှာရေးထားတာတွေကသူက Scotland ရဲ့ကျွန်းတစ်ကျွန်းဖြစ်တယ် IRA ကျွန်းကနေပြီးတော့ IRA mix whisky ကိုစတင်ခဲ့ဆိုပြီးတော့သူကရေးထားတယ်ပေါ့နော်သူ့ကိုစပြီးထုတ်တာကတော့တိတ်တော့မကြသေးဘူး1928ခုနှစ်ကမှစပြီးထုတ်တာပေါ့နော်အခုဆိုလို့ရှိရင်နှစ်ပေါင်း100မပြည့်သေးဘူးပေါ့တရာနီးပါးလောက်ရှိနေတဲ့တက်တန်းရှိတဲ့ဝစ်စကီဆိုပြီးတော့ပြောတယ်သူ့ကိုပထမဆုံးဆက်ဆက်ထုတ်ခဲ့တာက Peated Blended မျိုးစားပေါ့နော် Peated ဆိုတဲ့ဟာက ီတဘာဝဒီမြေကြီးမြေဆွေးတွေတဲကနေပြီးတော့တစ်ဆွေးတစ်မျိုးအဲ့တစ်ဆွေးတစ်မျိုးကိုဒီဘယ်လိုခေါ်လဲမီးဖုတ်ပြီးတော့ထွက်လာတဲ့ဒီအနံ့ပေါ့နော်အဲ့အနံ့အနေနဲ့ဒီအရက်တွေဝီစကီတွေချက်လုတ်တဲ့နေရာမှာတုံးတယ်ဆိုပြီးတော့သူတို့ရေးထားတယ်ဒီအနံ့လေးကမြေဆိုင်မြေသားအနံ့ဆိုပြီးသူတို့ရဲ့ website ထဲမှာတော့ရေးထားတယ်အဲကျွန်တော်အထင်ကတော့ဒီနှွေးအကုံမိုးအကူးမာလေးမိုးဆက်ဆက်ရွာလိုက်တဲ့အချိန်မှာရတဲ့မြေသင်းအနံ့ပုံစံဆန်းဆန်းလေးပေါ့နော် အာပြီးတော့ smoky ရတာပါတယ်ဆိုပြီးတော့သူတို့ကရေးထားတယ်ဒီ IL miss ကိုစပြီးတော့ဒီထုတ်ခဲ့တဲ့အကြောင်းကဘာဘာလဲပါသေးတယ်ဆိုသူတို့မိသားစုရဲ့တားတယောက်ရဲ့မွေးနေ့ IL house ပိုင်ရှင်ရဲ့တား22နှစ်ပြည့်မွေးနေ့မှာ UK တပြည်လုံးကနေပြီးတော့အတိမိတ်ဆွေတွေကို IL whiskey ကိုဧည့်ခံဖို့အတွက်ကိုအိုက်ပွဲမှာပြင်ဆင်လိုက်တယ် ပြီးတော့ပုံမှန်အတိုင်းဆိုလို့ရှိရင်ဒီ IRL whiskey တွေက smoky ရတာတောက်လိုက်တာနဲ့ဘယ်လိုခေါ်မလဲ IRL ကျွန်းရဲ့ whiskey ဆိုတဲ့ဟာတခုကိုပေါ်လွင်အောင်သူတို့လုပ်ထားကြတယ်ပေါ့နော်ဒီဟာမှာတော့ပုံပြီးထူးကြတာတခုကတော့မြေသားအနံ့လေးလည်းပါတယ်ပင်လယ်စားငန်နဲ့အရသာလေးလည်းပါတယ်ဒါမှ smoky ရဲ့အရသာလည်းပါတယ်ဆိုပြီးတော့နည်းနည်းပုံပြီးထူးကြအောင်သူတို့လုပ်ထားတယ်ပေါ့နော်ပိုင်ရှင်ဖြစ်တဲ့ဒီ John Marison ကအသက်အဆန်းဖြစ်အောင်ဆိုပြီးတော့ဒီအရထုတ်ဖို့တော့တိုက်တွန်းခဲ့တယ် ပြီးတော့အဲ့လိုနဲ့ပဲဒီ highland ကနေမူရောနဲ့ lowland ကဂျုံစဘာတို့ကိုပေါင်းပြီးတော့ pure ireland mix ဆိုပြီးတော့စတင်ပြီးတော့တည်ထွင်လိုက်တာပဲဖြစ်ပါတယ်ဒီထဲမှာက highland ကမော့ပါမယ် lowland ကဂျုံနဲ့ပေါင်းပြီးတော့မှထုတ်ထားတယ် blended scotch whisky ဖြစ်ပါတယ်အခုလက်ရှိက ireland mix က scotch whisky ထဲမှာအကောင်းဆုံး whisky တစ်ခုအနေနဲ့စည်ရင်းသွင်းခံရပြီးတော့နိုင်ငံပေါင်း30ကျော်ကို ဖြန့်ချိနိုင်တဲ့ဝီစကီတစ်မျိုးပဲဖြစ်ပါတယ်။လောလောလဲလဲဆိုလို့ရှိရင်2022ခုနှစ်မှာတွေ့တဲ့စိတ်စုရထားတယ်။ပလင်းပေါ်မှာလည်း IALE ကျုံးရဲ့ပုံလေးကိုသူကပလင်းအမှတ်တစ်စိတ်အမှတ်သားဖြစ်နေသူကထည့်ရိုက်ထားတယ်။အဲ့ဒီအမှတ်သား IALE မှာစတင်မွေးဖွားခဲ့တယ်ဆိုပြီးသူတို့ကိုစားပြုတ်ရယ်ဆိုပြီးသူတို့ website ထဲမှာလည်းရေးထားပါတယ်။အရက်ကဲ့ဒီပါဝင်တဲ့ alcohol volume ကတော့40%ဒါပုံမှန် whisky တွေရဲ့ပုံစံမျိုးပေါ့နော်။အဲ့တော့ ဒီ IRA whiskey ရဲ့သူ့ရဲ့တမိုင်းတောင်းကတော့ကျွန်တော်ဒီ website ထဲမှာဖတ်ကြည့်တဲ့ဟာတော့လောက်ပဲဖြစ်ပါတယ်ဒီဟာက IRA mix စပြီးထုတ်ရတဲ့ရည်ရွယ်ချက်ကတော့ပိုင်ရှင်ရဲ့သားရဲ့22နှစ်ပြည့်မွေးနေ့အတွက်အမှတ်တရထုတ်တဲ့အထိမ်းအမှတ်ဆိုပြီးတော့သူတို့ကရေးထားတာပဲဖြစ်ပါတယ်အဲ့တော့ဒီသူ့ရဲ့ဒီ website ထဲမှာပြောထားတဲ့အနက်အနေအရသာတွေပါမပါဘူးကျွန်တော်တို့ပြန်ပြီးတော့မြည်ကြည့်ကြပါမယ်ပေါ့နော် ပလင်းထဲမှာအခုလက်ရှိရတဲ့အနံ့ပေါ့နော်ပလင်းကလည်းဒါတောက်လက်စားတောက်ဝက်ကြီးဆိုတော့ဟိုဘယ်လိုခေါ်မလဲအနံ့ကသူ့ရဲ့ဟိုဆက်စားဖုံးပွင့်ခြင်းလောက်ကတော့အနံ့ကတိတ်ဆောင်းမဖြစ်တော့ဘူးပေါ့နော်ပီတက်ရဲ့အနံ့ကတော်တော်ပေါ်တယ်ပီတက်ပီတက်မော့တေရဲ့အနံ့မျိုးပေါ့နော်ဒီကြက်တိုက်ထားတဲ့အနံ့ပေါ်တယ်နောက်ပြီးတော့ smoky ပါတယ် smoky အနံ့ရတယ်ဝတ်တိချအနံ့ရတယ်အဲ့တော့ကျွန်တော် tester ခွက်ထဲမှာ အနံ့ကအာသူတို့ခုနပြောတဲ့ဒီ pitted mall အနံ့ရမယ်ပြီးတော့ smoky အနံ့လည်းရတယ်ဟုတ်တယ် smoky အနံ့ရပင်လေရည်ညိပင်လေရည်ညိအနံ့ကကျွန်တော်စတော့တဲ့အချိန်တည်းကလည်းတိတ်တော့မရအောင်ဒါပေမဲ့တေချာရတဲ့တစ်ခုကတော့ နှခေါင်းထဲမှာရောပါဇက်ထဲမှာရောဒီ arc green ထဲမှာစွဲနေအနန္တကူဟိုပိတက်မော့ပေါ့နော်ဒီသစ်ဆွေးကိုသူတို့ကဒီမြေဆွေးမြေဆွေးတွေသစ်ဆွေးတွေကိုမိမြိုက်ပြီးတော့မှရတဲ့အနံ့မျိုးအဲ့အနံ့တော့ရတယ်ဘတ်တချအနံ့ရတယ်အဲအဲ့လိုမျိုးပေါ့နော်ဒီ smoky အနံ့ဆန်ဆန်ရတယ်လုံးဝအဲ့ဒီမြေဆွေးအနံ့ကတော့မြေဆွေးကိုမိမြိုက်ထားတဲ့အနံ့မျိုးဒီသစ်ဆွေးတွေမိမြိုက်တဲ့အနံ့ကတော့တော်တော်ပေါ်ပေါ်လွန်လွန်ရတယ် ျွန်တော်တို့ဒီပါဇက်ထဲကိုရောက်သွားတယ်ပါဇက်ထဲကိုရောက်သွားပြီးတော့မှဒီအာဂရင်းနဲ့ကနေပြီးတော့ဒီနှခေါင်းမို့ပြန်တက်လာတဲ့အနံ့ဆိုတော့ခုနကကျွန်တော်ပြောတဲ့ဒီ pitted အနံ့လေးထွက်လာတယ်နောက်ပြီးတော့ mod အနံ့သူ့ရဲ့ဒီထဲမှာလည်းဒီသူ့ရဲ့ဒီ website ထဲမှာလည်းသူတို့ရေးပြထားတာ mod အနံ့ပေါ်လွင်အောင်သူတို့လုပ်ထားတယ်ထူးခြားတဲ့တစ်ခုကတော့တချို့တော်တော်များက vanilla နဲ့ပါသူ့မှာလုံးဝ vanilla နဲ့လုံးဝမပါဘူး ဗနီလာနဲ့လုံးဝမပေါအောင်ခရင်မီတို့ပေါ့အဲ့အနံ့မျိုးလုံးဝမပေါအောင်လုံးဝဟိုဘယ်လိုကပိတဲ့အနံ့ရယ်စမိုကီအနံ့ရယ်ဝက်တစ်ချအနံ့အဲနောက်ပြီးတော့ခုနပြောသလိုပေါ့ဒီပင်လေဒီစားငန်တဲ့ဒီ green တွေကိုရောက်သွားတယ်နည်းနည်းလေးငန်တဲ့အရာလာလေးကြံနေတယ်ပေါ့နော်အဲ့လိုမျိုး green တွေမှာကြံခဲ့တဲ့အရာလာလေးအဲ့အဲ့ feeling လေးတော့ရတယ်အဲ့ရေညှိအနံ့တော့မရအောင်ကျွန်တော်လေ plane ကိုစအတက်တောက်ထဲရမရတော့ရေညှိနေ အရာသာဟိုတောက်လိုက်ချင်းမှာနည်းနည်းလေးဟိုဘယ်လိုခေါ်မလဲဟို green ထဲမှာဟိုခါးတဲ့ပုံစံမျိုးလေးအခါတဲ့လေးနည်းနည်းလေးပါပြီးတော့ပြီးရင်လေကြောင်းထဲမှာချိုပြီးကြံနေတယ်ဘောနော်အဲ့အရာသာလေးတော့ရတယ်သူတို့ website ထဲမှာရေးထားတာကတော့ဒါဟိုတဲ့အဲ on the rock တောက်လဲရတယ်နောက်ပြီးတော့လုံးဝ nick ရေခဲလဲမထည့်ဘူးဒီအတိုင်းကို nick ကိုဒီခြောက်ပေါ်မှာအရာသာတင်ခံပြီးတောက်လဲရဆိုပြီးရေးထားတယ် ောက်ပြီးတော့ကောက်တေးတောက်လဲရတယ်ဆိုရေးထားတယ်အဲ့တော့ကျွန်တော်ဒါတောက်တောက်ချင်းနေရနေအခုချိန်ထိကကျွန်တော်ဒီလိုမျိုးရေခဲမပါပဲနဲ့လုံးဝမတောက်ရသေးဘူးသူရေခဲမပါပဲနဲ့တောက်တဲ့ချိန်တော့အာသူတို့ပြောတဲ့ဟာလေးတွေတော့နည်းနည်းမော့မော့အနံ့လေးတွေဘာလေးညာလေးတော့ပို့ပို့ပေါ်လွင်တယ်ရေခဲနဲ့ on the rock ကတော်တော်မိုက်တယ်ရေခဲနဲ့ on the rock ကျွန်တော်အကြိုက်ဆုံးကတော့ဒီကောင်ရေခဲနဲ့ on the rock ကတော့ကျွန်တော်လည်းကိုယ်လည်းဒီဟာပဲအများနဲ့ဘာရက်တောက်တောက် on the rock ပဲတောက်နေလို့ရအဲ့ကောင်ကိုကြိုက်တယ်ပြီးတော့ဟို သူတို့ရဲ့ပြောတဲ့ကောက်တေးတွေပါတွေကတော့ဒါဆက်ကြည့်ရင်တော့ဘလို့အရသာထွက်လာမလဲတော့မသိဘူးเนาะဒါပေမဲ့ကိုလည်းအဲ့ကောက်တေးကိုဝီစကီနဲ့ကဟိုတောက်နေကြမဟုတ်တော့တစ်ခါမှလည်းမတော့ဘူးဆိုတော့လေအမှန်တမ်းပြောလို့ရှိရင်ကျွန်တော်တို့ဒီစင်ငမော့တွေတောက်နေတဲ့လူတွေအနေနဲ့ဒီ budget ခြွေတာခြင်းနဲ့ဆိုရင်ဒီအရက်ကိုကျွန်တော်တို့ try ကြည့်တင်အဲမော့နီးပါးလောက်ကိုကောင်းတယ်အဲအနံ့ရောအရသာရောဒီသူ့ရဲ့ဒီဝင်းထဲမှာကြံခဲ့တဲ့ smooth ဖြစ်မှုတွေရောမော့နီးပါးလောက်ကောင်းတယ် ဒါပေမဲ့ vanilla တို့ creamy တို့အနံ့တော့လုံးဝမပါဘူးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အရက်သမားအပေါင်းသူတော်ကောင်းတို့ကိုအာကျွန်တော်ပြောနေကြစကားတိုင်းအရက်ကိုရှောက်တော့ပါလို့ပြောခြင်းတယ်ကျွန်တော်ဒီကြားထဲမှာလည်းဒီအရက် vlog လေးတွေရိုက်တာနည်းနည်းလေးအဲကျဲသွားတယ်ပေါ့နော်ကျဲသွားတယ်ကျွန်တော်လည်းဒီဘက်တခြားဟာလေးတွေဘက်မှာနည်းနည်းလေးအလုပ်လေးတွေရှုပ်နေတော့ဒီအရက် vlog လေးရိုက်တာနည်းနည်းလေးကျဲသွားတယ်နောက်ပိုင်းတော့အာပြန်ခက်စိတ်စိတ်လေးကျွန်တော်ပြန်ပြီးတော့ရိုက်ပြပါမယ် ရိုက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့တင်ပေးပါမယ်နောက်ထပ် review လုပ်မယ့်အရက်တွေကျွန်တော်ဝယ်ပြီးစုထားတယ်အများကြီးရှိသေးတယ်အာကျွန်တော်တချို့ comment တွေထဲမှာလာလာရေးကြတာပေါ့เนาะတခြားဒီ whisky ပဲမဟုတ်ပဲねတခြား ran တို့ poker တို့ tequila တို့ jiga mesa တို့လောက်ပြီးပါဆိုပြီးတော့လည်းပြောကြတာပေါ့เนาะအဲ့တော့ကျွန်တော်နောက်ပိုင်းကျရင်လည်းအဲ့ဟာလေးတွေလည်းအဲကျွန်တော်တို့ဟိုဘယ်လိုခေါ်တော့ whisky တခုတည်းမဟုတ်ပဲねအဲ့လိုအလှည့်ねကျွန်တော်တို့ရိုက်ပြီးတော့ကျွန်တော်တို့ review လုပ်ပေးဖို့လည်းရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့သမားပေါင်းသူတော်ကောင်းတို့ရက်ကို short တော့ကြပါ ာပြီးတော့ကျမရဲ့ view site ကြပါလို့ပြောရင်းနဲ့ကျွန်တော်တို့နောက်ထပ် blog မှာဆက်လက်ဆုံးဖြတ်ကြမယ်နော်